Tesla လျှင်စစ်ကားကုမ္ပဏီ CEO Elon Musk ကအစိုးရဖွဲ့မှလေးလကြာတာဝန်ထမ်းဆောင်မှုပြီးဆုံးသွားပေမဲ့လည်းအနီးကပ်အကြံပေးအဖြစ်ဆက်ရှိနေမယ်လို့ American သမ္မတ Donald Trump ကမေ30ရက်က ပြောကြားလိုက်ပါတယ်။အင်ပီရောဘေးဥပုံရုံးကမှပြုလုပ်တဲ့နှုတ်ဆက်ပွဲမှာ Trump က Federal အသုံးစရိတ်ဖြတ်တောက်ရေးဌာန DOGE ရဲ့အကြီးအကဲအဖြစ်တာဝန်ယူခဲ့တဲ့ Musk ကိုချီးကျူးစကားတွေဆိုခဲ့ပါတယ်။ အစိုးရအမှုရန်အဖြစ်ရပ်ပေါင်း130တာဝန်ပေးဆုံးပါကအစိုးရအဖွဲ့ကနေထွက်ခွာမယ်လို့ Elon Musk ကမကြသေးမီကကြေညာခဲ့ပါတယ်။၎င်းတာဝန်ယူမှုကမေ30ရက်ဝန်းကျင်မှာတက်တန်းစီသွားခဲ့ပြီဖြစ်ပါတယ်။နောက်ဆက်ပွဲမှာ Trump က Musk ကတကယ်ကြောခိုင်းသွားတာမဟုတ်ပါဘူး။အပီရိုကိုသူ့သွားလိုက်ပြန်လိုက်တော့လုံနေမှာပါလို့ပြောပါတယ်။ DOJ ရဲ့စွမ်းဆောင်မှုကြောင့် အစိုးရအရာရှိတွေရဲ့အတွေးခေါ်တွေပြောင်းလဲလာတယ်လို့လည်းသမရကဆိုပါတယ်။ DOG website ဖော်ပြချက်အရမေ29ရက်အထိ၎င်းတို့ဌာနကအမေရိကန်အစိုးရအတွက်ဒေါ်လာ185ဘီလီယံကိုအလေအလွင့်မဖြစ်အောင်တက်တာစီခဲ့ပါတယ်။ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ရေအနက်တဦးအပါဝင်ဖြစ်တဲ့မတ်ဆာ2024ခုနှစ်မှာ Trump နဲ့ Republican အမတ်တွေရွေးကောက်ခံရစေဖို့အမေရိကန်ဒေါ်လာတန်300နီးပါးစိုက်ထုတ်ကူညီခဲ့ပါတယ်။ Elon Musk ဦးဆောင်တဲ့ DOG အကြောင်း အစိုးရဌာနတွေမှာရှိတဲ့ဝန်ထမ်းများစွာအလုပ်ပြုတ်ခဲ့ရပါတယ်။အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကလည်ပတ်နေတဲ့ program အများစုရပ်ဆိုင်းသွားခဲ့ပါတယ်။အဲ့နောက်မက်ဆီရဲ့တက်စလာကုမ္ပဏီကကမ္ဘာတဝန်းစံနာပြတ်မှုတွေဖြစ်လာခဲ့ပါတယ်။သပိတ်မှောက်ဖို့လဲစော်ဩလာကြပါတယ်။ကုမ္ပဏီရဲ့အယောင်နှုံးဟာလည်းအနိုင်ဆုံးအစင်းအထိထိုးကျခဲ့ပါတယ်။